စီအချာအချာကြသည့်တဝိတ်ဂျင်းမြုံနယ်ရှိဖော်တော်လန်းဆုံးကိုစစ်ကပ်ကထိန်းချုပ်နိုင်ခဲ့ပြီးနောက်လေကြောင်းပိကူများထင်ဆက်လက်စစ်ကြောင်းထိုးနေရာတဝိတ်ဂျင်းနယ်ရွှေလုကွက်များရှိရာဇေယျကွင်းကျွာအနီးထီရောက်ရှိလာပြီးထစ်ကြောင်းစီအေးတရင်ရင်းမြူများချက်မှာထီရပါတယ်ဇေယျကွင်းကျေးရွာသည်မန္တလေးစင်ကူမို့ကုတ်လမ်းပေါ်ရှိစီကားသောကျေးရွာကြီးတွေရွာချစ်ကာဒေသခံများသည်ရွှေလုံငန်းအဓိကလွတ်ကွိုင်းကြပြီး2024အောက်တိုဘာလအတွင်း၌တော်လန်ရေးအင်အားစုများကတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ် တပိတ်ချင်းအခြေဆိုင်အမှတ်73တမ်းမြင့်လေ့ကျင့်ရေးကျောင်းတွေကိုတည်ယူပို့ဆောင်ရေးရဟတ်ရင်တွေနဲ့ NRD ခါတွေဖြည့်တင်းနေပါတယ်စစ်တပ်ကမတရားအရှိချမ်းဒေသကိုအဖိအဝထိန်းချုပ်နိုင်ဖို့စ조사နေတာနဲ့အတူဖော်တော်လမ်းဆောင်ကန်ဒီမြေပြင်စစ်ကြောင်းအပြင်ဒရုန်းတွေနဲ့ဘုံကျဲတာတွေလည်းနေတိုင်းလုံနေပါတယ်စစ်ကြောင်းကကြောက်ဖြာဇီယကွန်းအထိရောက်နေကြပြီတိုက်ပွဲတွေပြင်းထန်ပြီးဘုံကျဲတာတွေစစ်လာတာမှုဇီယကွန်းတွေရောလုံးလဲစစ်ဆောင်နေကြရပြီဟုမြေပြင်စီရေးတရင်းရင်းမြစ်တို့ကပြောပါတယ် ဖော်တော်လန်းစုံကိုအောက်တိုဘာ14ရက်နေ့စစ်တပ်မှပြန်လည်ထိန်းချုပ်နိုင်ခဲ့ကတပိတ်ချင်းမြို့နယ်တစ်ခုလုံးပြန်ထိန်းချုပ်နိုင်ရေးအထွတ်လေကြောင်း drone လက်နက်ကြီးအပြင်တပ်သားတင်မြန်၃ရွေအင်အားပြားပြားဖြင့်ထိုးစစ်စင်တာခိုင်နေခြင်းဟုသိရပါတယ်။ဖော်တော်လန်းစုံဆိုတာအ धिक လန်းစုံခင်းလိတာဆိုတော့အထက်ကိုတက်မလားမန်လေးမိုးကုတ်လန်းတိုင်းအောက်ကိုဆင်းမလားပတ်ချလဲသွာလာလို့ရော့သွားတယ်ဖော်တော်လန်းစုံမရခင်ကတည်းကလမ်းလေကြီးကိုတိုင်းထားနိုင်တာဆိုတော့ အောက်ဖက်စီအကွင်စင်ကူးနယ်ထိဆင်းလာနေဟုလှုပ်ဆောင်လာတာမျိုးပေါ်ဟုမြေတွင်စည်ရဲတရင်းရင်းမြင့်တူကဖြော်ပါတယ်။ထိုဒေသတွင်ဆက်ဆံနေသည့်မတရားအရှိချမ်းရှိ3034လေချောင်းရန်ကားခွေရေးတပ်အင်ဂျင်မြိုင်ဆယ်ရိုဂျီတက်စကမ်မြောက်ကိုပါပြန်လည်ရရှိရန်လှုပ်ဆောင်နေတော်လဲပြည်သူကားခွေရေးအဖွဲ့များကထိန်းချုပ်ထားနိုင်စေသည့်ကြောင့်စကိုင်းတန်းရွှေဘုံမြို့နယ်ကြောင်မြောင်းတွင်ငင်းကျေးရွာရှိ AR Remit ကုတတန်းရတနာသိန်းကမှအရှိဘတ်စင်ကူးမြို့နယ်သို့ပါ စစ်ကြောင်းထိုးဖျောက်နေရင်ဖင်းစင်နေမှုများရှိနေကြောင်းသိရပါတယ်။ရွှေဘူကြောင်ပြောင်းနဲ့မြစ်အရှိဘကန်စင်ကူးမြို့ကိုချိတ်ဆက်ထားတဲ့ရတနာတန်ကရတရားကနေမြေပြင်စစ်ကြောင်းတွေဝင်နိုင်ဖို့ကြောင်ပြောင်းတပ်မှစုဖွဲ့နေတာမျိုးတွေရှိလာတယ်။ဖော့တော်လန်းစုံကနေဆင်းလာတဲ့စစ်ကြောင်းနဲ့ကြောင်ပြောင်းကနေထိုးဖောက်လာမဲ့စစ်ကြောင်းတွေဒါချိတ်ဆက်မိသွားနိုင်မဲ့ဆိုရင်ကာကွယ်ရေးအင်အားစုတွေအနေနဲ့စီးရေးလှူရှားနိုင်ဖို့အခွင့်အရေးအတော်နဲ့ပါသွားနိုင်မဲ့အခြေအနေရှိနေတယ်။နောက်တစ်ခုတ် မတိယာမြောက်ချမ်းကနေစင်ကူးနယ်ဘက်ထိုးပေါက်ဖို့လှုပ်ရှားနေတဲ့စစ်ကြောင်းတစ်ခုလည်းရှိနေတာဆိုတော့တော်လန်ဒီအင်ဟာစုတွေအနေနဲ့အလွန်တည်ထားမယ့်အခြေအနေတွေလို့မြင်ပါတယ်ဟုစစ်တပ်စီရီယံဗိုလ်ကျူးစင်ရော်ကပြောပါတယ်။အောက်တိုဘာ23ရက်နေ့နေ့ချုံနိုင်ခန့်တွင်ဇယက်ကွင်းရွာရှိရွာလဲတရာနီတို့ဖော့တော်လန်းစုံကတက်လာသည့်ဒရုန်းများဖြင့်ဘုံကျဲချော့တိုက်ခိုက်ခဲ့ရာတနည်းအရကလင်းငယ်အပါဝင်၅ဦးသေဆုံးပြီးရှစ်ဦးထပ်မံတဲ့တရားရောက်ခဲ့ကြောင်းမြန်မာနေ့ည၌လည်း ဒရုံညက်ဘုံကျဲမှုရှိခဲ့ကြောင်းစစ်ဆောင်များအားကူညီနေသူတဦးကပြောပါရယ်။တပိချင်းမြို့နယ်ဒီဒီဇင်ဘာလ28ရက်ပြုလုပ်ဟိရေကောက်ပွဲအပိုင်းတက်နိုင်မပါဝင်တော့လဲရေကောက်ပွဲမလုံနိုင်သည့်မဲဆန္ဒနဲ့127နေရာတွင်ပါဝင်ခြင်းမရှိသဖြင့်ဆက်လက်ပြုလုပ်မိရေကောက်ပွဲများတဲ့ထက်သွင်းနိုင်ရဲ့အတွက်ယခုကဲ့သို့သိုးစစ်ဆင်တိုက်ခိုက်နေခြင်းမျိုးဟုစီရေးနိုင်ရေးလေ့လာသူများကသုံးသပ်ပြောဆိုပါရယ်။မန္တလေးမြို့မြောက်ဘက်ချမ်းမှာမတရားဆင်ကူတပိချင်း မိုးကုတ်ဒီလိုမျိုးအစင်တိုင်းရှိတာလေအဲ့ဒီမှာစင်ကူမိုးကုတ်ကရွေးကောက်ပွဲမလုံးနိုင်ဘူးဆိုပြီးကြေညာထားတယ်မန္တလေးနဲ့ကတ်နေတဲ့မတရားတော်ရွေးကောက်ပွဲအပိုင်း၁မှာမပါနိုင်ဘူးဆိုတော့စစ်ရဲရရောနိုင်ငံရေးရပါတက်ခါကြစရာဖြစ်နေတယ်တပိတ်ချင်းမှုကမသိနိုင်ခင်ကတဲ့ကရွေးကောက်ပွဲမလုံးနိုင်တာမှာမပါဘူးဆိုတော့မဖြစ်မနေပြန်သိမ့်မယ်ဆိုတာမျိုးဖြစ်နေတာမို့လူတက်တီနဲ့အသေးကအနာဂံပြီးမရရအောင်လုံးသွားမဲ့အနေအထားမှန်းဆလို့ရတဲ့ဟုစစ်တပ်စီရီယံဗိုလ်ကြီးစင်ကျော်ကဖြုတ်ပါတယ် ရွေးကောက်ပွဲအပိုင်းတက်မှာမန္တလေးတိုင်းမှာကြောက်စဲညောင်ဦးပင်ဦးလွင်မိသီလာပျော့ပွဲရမေးသိန်းချမ်းအေးသာသာမြို့နယ်တို့ပါဝင်ပြီးရွေးကောက်ပွဲမလုံနိုင်သည့်မဲဆန္ဒနဲ့တရားနော်ဆက်တင်နေရတွေပြည်သူလွတ်တော်တိုင်းလွတ်တော်များအတဲ့နွားထိုးကြီးစင်ကူမိုးကုတ်မြို့နယ်များပါဝင်ပါတယ်ဖော်တော်လန်းဆုံနဲ့ရှဲမိုင်းကြော်တာကွာဝေးပြီးမန္တလေးမြို့နယ်ကလမ82မိုင်ရေမိုင်း89မိုင်ကွာဝေးကအရာဝတီမြက်ဝဲဘတ်ကမ်ဘေးရှိတပိတ်ချင်းမြို့ကိုလည်း ဇူလိုင်23ရက်တွင်စစ်တပ်ကပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့တော်လဲတပိတ်ချင်းမြို့နယ်အထွန်းရှိကြေးရွာအများစုကမူတော်လိုင်းရဲ့အင်အားစုညာကစိုးမိုးထားစေထစ်ကြောင်းသေးရပါတယ်။ဇေယျကွင်းကဖော်တိုလန်းစုံနဲ့ဤတဲ့ချုံမိုင်ကျော်လောက်ပဲကွာတာ။ဇေယျကွင်းကတပိတ်ချင်းနယ်ထဲမှာရှိတဲ့ရွှေတောတွေကိုတွားနိုင်တဲ့လန်းစုံတစ်ခုလည်းချစ်တယ်။ဇေယျကွင်းရွာကိုဆက်သိမ်းနိုင်ဖို့ထိုးစစ်ဆင်တိုက်ခိုက်လာတာမျိုးပေါ့ အဓိကရွေးကောက်ပွဲလုပ်နိုင်ဖို့တပိတ်ချင်းမျိုးနဲ့တစ်ခုလုံးကိုအပြည့်အဝထိန်းချုပ်နိုင်ဖို့အခုလိုမျိုးထိုးစစ်ဆင်တာဟုတပိတ်ချင်းမျိုးနယ်မှဗီဒုကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။တပိတ်ချင်းမျိုးနယ်ရှိမန္တလေးစင်ကိုမိုးကုတ်ကာလန်မန္တလေးမြကြီးနားဘျူဟာလန်ပိုင်းများနှင့်တပိတ်ချင်းမျိုးခလရ148တိုက်ရင်ရွှေလုတ်ကွက်များဖြစ်တဲ့ကွင်း30လက်ပံပလန်ဖိုကုံဝက်တေဖတ်ချီ ကြောက်ဖြူလိတ်ကျဇေယျကွင်းကွင်း900တပ်စခန်းများကိုပလောင်တအောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF ပြည်ဦးလူဝင်ခရိုင် ပကဖာမိုးကော့ဖြူဟာမြို့နယ်ပကဖာများဒေတာတွင် PDF အဖွဲ့များက2024ခုဩဂုတ်လအတွင်း၌တိုက်ခိုက်သိမ်းပိုက်ခဲ့ပါသည်သို့တော့ တပိုက်ချင်းမြို့နယ်ခွန်းမိုင်ချေးရွာနှင့်တွင်းငယ်ချေးရွာများဘက်ရှိ အမတ်နှစ်စစ်အခြေခံလက်ချင်ရေးတပ်စက္ခတာနှင့်အမတ်73တန်းမြင့်လက်ချင်ရေးတင်တန်းကြောင်းတကကက73တတုဘေရဆိုင်ရာသူတတဲ့နာနှင့်ဤပညာဖွံ့ဖြိုးရေးတိုးတက်ရေးတပ်တနတာတစ်တပ်များတင်းရန်ကြံနေတဲ့ရာပြန့်ကျဲအင်အားစုများပြန်စုဖွဲ့ပြီးယခုနှစ်ဇွန်လ3ပိုင်းကစ၍ထိုးစစ်ဆင်တိုက်ခိုက်လာမှုကြောင့် တပိတ်ချင်းမျိုးဖော်တော်လန်းစုံနာလက်လွတ်ခဲရခြင်းဖြစ်ပါတယ်။ဖော်တော်လန်းစုံမှာမိုးကုတ်တို့မိုင်90ကျော်သာဝေးပြီးထို့မှမိုးမိတ်ဗန်းမော်မြစ်ကြီးနားထစ်လေကောင်ရှမ်းပြည်မြောက်ပိုင်းကြောက်မဲတီဘောတမကတော်လန်ရေးအင်အားစုများအတွက်တပိတ်ချင်းတောင်ချမ်းစင်ကူမတရားမျိုးနဲ့နဲ့မိုးကုတ်ရှမ်းမြောက်ဒေသတို့အားချိတ်ဆက်ထားသည့်အညာနဲ့ရှမ်းမြောက်ဆက်သွေးရေးလမ်းကြောင်းပြတ်တောက်သွားနိုင်ကြောင်းနိုင်ငံရေးစစ်ရေးလက်လာနေသူတို့ကပြောထားပါတယ် ဖို့တော်မှာခြေကုပ်ယူထားတဲ့စစ်ကြောင်းတွေကဘိုးစာကနေတဆင့်ရှေ့ဆက်မတိုးနိုင်ပဲရက်တန့်နေတာ တွေ့ရသလိုဖို့တော်လန်းဆောင်မှာပဲအင်အားဖြစ်တင်းစုဖွဲ့မှုတွေလွတ်နေပြီးမိုးကုတ်ဘက်ကလည်းဥတီဖို့စစ်ရေးပင်စင်မှုတွေလွတ်နေတာတွေ့ရပါတယ်တော်လိုင်းရဲ့အင်အားစုတွေကလည်းကြောက်လဲပြီးကနေခံဖို့ပင်စင်နေတာမျိုးတွေလုတ်ထားတော့မိုးကုတ်ဘက်ကိုထိုးစစ်ဆမဲ့ဆိုရင်ကြောက်လဲပြီးကိုကြော်နိုင်ဖို့အတော်ကြိုးစားရအောင်မဲ့အခြေအနေတွေပဲ ဖြစ်တာတယ်ဟု CDM ဘူကြီးစင်ရောကပြောပါရင်မိုးကုတ်မြို့ကိုလေကြောင်းတိုက်ခိုက်မှုခက်ဆစ်ဆစ်ပြုလုပ်လျက်ရှိတာအော်တိုဘာ21ရက်နေ့လယ်ပိုင်းကမိုးကုတ်မြို့အရှိပိုင်းဖျားငါးစု အနီးဝန်းကျင်နှင့်ဖူဆယ်ဘောလုံးကွင်းကို Jet Fighter ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့မှုကြောင့်ကလေး၃ဦးသေဆုံးပြီး73ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါရင်ထို့ပြင်အော်တိုဘာ26ရက်တွင် မတရားမှုနယ်နှင့်စင်ကူးမြို့နယ်အစကောင်းဆက်တာစီဆိုင်နှင့်အနီးတဝိုက်ကို Jet Fighter ဖြင့်လေကြောင်းတိုက်ခိုက်မှုသုံးကြိမ်ပြုလုပ်ခဲ့ရာဆယ်ဦးထက်မနည်းထိခိုက်ဒဏ်ရာရခဲ့ကြောင်း အော်တိုဘာ19ရက်နေ့7နာရီကျော်၌စင်ကူးမြို့နယ်က လက်ပတ်လအစည်းအုံကြီးရွာများကို ပုံကျဲခဲ့ရာတန်ကာ၃ပါးထိခိုက်ဒဏ်ရာရခဲ့တယ်လို့စည်းအုံကြီးရွာဖုံးတော်ကြီးကျောင်းပျက်စီးခဲ့ကြောင်းသိရပါတယ်။ဖော့တော်လန်းဆုံတိုက်ပွဲဖြစ်ပွားခြင်းကတည်းကအနီးဝန်းကျင်ရှိဇေယျကွင်းညောင်ပင်သာပိုးစာကြီးရွာများအားလေကြောင်းတိုက်ခိုက်မှုများပြုလုပ်တဲ့ အယသာတိဆုံးတန်ရာရဖို့ရှိတယ်လို့တွင်းငယ်ပါတို့ဘုံကျဲမှုများရှိကြောင်းလက်ရှိတွင်းငယ်မိုးမိတ်လန်ကျော၌တိုက်ပွဲမရှိတော့လေနှစ်ဖက်တပ်များစစ်ဆင်ထားသည်ထင်မကြခင်တိုက်ပွဲများပြင်းထန်လာနိုင်ကြောင်းညီပင်စီဤတရင်ကြီးများကပြောပါ၏ထို့ပြင်ဖော့တော်လန်ဆုံတိုက်ပွဲများကြောင်းလန်ဆုံအနီးရှိဖော့တော်ညောင်ပင်သာပိုးစာဇီရကွဲဝါဖြူတောင်ဂွေးပင်မော်တင်ပေါင်းချောင်းလန်းလေကျစ် ကြောက်ဖြာဖုံကုံရွှေမွေးချောင်းညောင်ကြိုအိုက်ပေးတောင်ကပဲ့ကြီးအုံဆုံးမြင်းတာလေးမိုင်၅မိုင်၆မိုင်၇မိုင်၉မိုင်ကြီးရာများမှာဒေသခံများလည်းဘေးလွတ်ရာထွက်ပြီးတိမ်းရှောင်နေကြကြောင်းသိရပါတယ်